SNDP ပြည်သက်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာဘော်ရူနီမနက်မှာဆိုလို့ရှိရင်တော့ချန်ပီယံလိပွဲစဉ်တွေရှင်ပြန်ကစားဖို့ရှိပါတယ်ဆိုတော့ထုံးစံအတိုင်းကိုညီကူရီအတော်အကောင်းဆုံးသောပွဲစဉ်တွေကိုရွေးချယ်ပြီးတော့ဒီဗီဒီယိုလေးမှာသုံးသပ်ပေးခြင်းပါတယ်အဲဒီနှစ်ချန်ပီယံလိပွဲစဉ်တွေကလည်းလီဗာပူးနဲ့ရီယယ်မက်ဒရစ်တွေ့ဆုံနေတဲ့အပြင်တခြားသော PSG နဲ့ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ပွဲစဉ်တွေပါဝင်နေတာဖြစ်လို့တော့ပေါ့နော်တကယ်ကိုစိတ်ဝင်စားပြီးတော့စောင့်ကြည့်ခြင်းစီကပွဲကောင်းတွေကြီးပဲ အဲဆိုတော့ Liverpool အသင်းနဲ့ Real Madrid အသင်းရဲ့ပွဲစဉ်ကိုတော့ပွဲချုပ်သုံးသပ်ချက်ကိုတော့ကျွန်တော်အသေးစိတ်လေး Real Liverpool Channel မှာသေချာလေးသုံးသပ်ပေးရပါတယ်ဒီမှာတော့ free ပွဲစဉ်နှစ်ပွဲကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးသွားမှာလည်းဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်ပထမဆုံးရွေးချယ်ထားတဲ့ပွဲစဉ်ကတော့7/25မှာရှင်ပိုင်ကစားမယ် Slavia Praha အသင်းနဲ့ Arsenal အသင်းရဲ့ပွဲစဉ်ဆိုတော့ Praha ကတော့ဒါ Chocolate ဖြစ်ပြီးတော့ Arsenal ကတော့လုံးဝ Premier League ရဲ့အသင်းကြီးဖြစ်တယ် Premier League မှာရော ချန်ပီယံလိမာကိုရလက်ကောင်းလေးရရှိထားပြီးတော့ဒီယာဒီမှာဘိုဆွဲဖို့အတွက်ရေပန်းစားနေတဲ့အသင်းကြီးဆိုတော့လက်ရှိ current form တွေကကြည့်မယ်ဆိုလို့ရှင်တော့တချန်ပီယံလိမာပဲရလက်အပြင်ကြည့်မယ်ဆိုရင်တော့ Slavia Praha ကတော့နိုင်ပွဲမရရှိထားဘူးဗျဆိုတော့သုံးပွဲကစားပြီးထားတဲ့အချိန်မှာနှစ်ပွဲတည်ကြပြီးတော့တပွဲရှုံးထားတယ်ရမှတ်နှစ်မှတ်နဲ့အဆင်း28နေရာမှာရပ်တည်နေတယ် Arsenal တင်းကတော့ဒါသုံးပွဲကစားသုံးပွဲနိုင်ပေးကိုမရှိရာကို8ကိုနဲ့ရမှတ်9မှတ်နဲ့အဆင်း6နေရာမှာရပ်တည်နေပါတယ်ဆိုတော့ နှစ်သိန်းရဲ့ကြားမှာဒါပြောပြနေစရာမလိုပါဘူးလူစင်းရလည်းကွာပါတယ်နှစ်သိန်းရဲ့အစင်တန်းချင်းကတော်တော်လေးကွာဟာချက်ကြီးမားပါတယ်အာဆနယ်အနေနဲ့ကနောက်ဆုံးကစားခဲ့တဲ့ဒါပရီးမီးယားလိပွဲစဉ်တွေမှာရောချန်ပီယံလိပွဲစဉ်တွေမှာရောကလင်းရှိနိုင်ပွဲတွေနဲ့အတူခံစစ်ကတကယ်ကို solid ဖြစ်တယ်နိုင်သိန်းနိုင်ထိုက်တဲ့ပွဲစဉ်တိုင်းကိုအာဆနယ်ဒီအနိုင်ရရှိအောင်ကစားနိုင်တဲ့ခြေစွမ်းမျိုးရှိတယ်ဆိုတော့အဖက်ဖက်ကအာဆနယ်အသင်းဒီတာလွန်နေပါတယ် တော်တော်ကျွန်တော်တို့ဒီနေ့စောင့်ကြည့်ရမှာကအာဆနယ်တင်းပတ်မှာဆိုလို့ရှိရင်တော့ injury ပြဿနာလေးတွေရှိနေတယ်။ဆိုတော့တိုက်စစ်မှုဖြစ်တဲ့ Vedere Yokies ကဒီပွဲစဉ်ကိုလွဲချော်နိုင်ဖို့ရှိတယ်။ပြီးရင်ကွင်းလယ်ကစားသမား Odiga လည်းလွဲမယ်၊ Martinelli လည်းလွဲချော်ဖို့ရှိတယ်။နောက်ထပ်ကတော့ကွင်းလယ်ကစားသမားနောက်တစ်ဦးဖြစ်တဲ့ Zubimendi ကတော့အနီးကပ်ပွဲပဲပြစ်တန်ကြောင်းဒီပွဲစဉ်ကိုလွဲချော်မှာဖြစ်တဲ့အတွက်အာဆနယ်အသင်းကတော့လူစည်းရုံးတော့တောင့်တင်းနေတော့မယ်။တိုးတော်လည်းအဓိကကစားသမားတချို့ အာလွဲချော်ဖို့ရှိရအောင်တော့ကျွန်တော်ထည့်သွင်းစဉ်းစားဖို့တော့လိုတယ်တစ်ဖက်ကပရဟာတင်ဆိုတော့ပရဟာတင်ကချန်ပီယံလိနောက်ဆုံးကစားခဲ့တဲ့ကျွန်တော်ပွဲစဉ်ကိုပဲအနီးကပ်ဆုံးကြည့်မယ်ဆိုလို့ရှိရင်တော့အတ္လန်တာအသင်းကိုဂိုးမရှိသေးရလက်ထွက်ပေါ်အောင်ကစားထားနိုင်ခဲ့တာမျိုးရှိတယ်ကျွန်တော်ရှေ့ရပြောလို့ပေါ့နော်အာပရဟာအနေနဲ့ကတော့ချက်မှာဆိုလို့ရှိရင်တော့အသင်းကြီးဖြစ်တယ်အပတ်ပေးစရာမှလည်းအဆင့်တနေရာမှာဦးဆောင်နေတယ်ဒါပေမဲ့အိမ်ဝင်းဆိုတော်ညာလည်းအာစနယ်ကိုခံကံမှုကတော့မဖြစ်နိုင်တဲ့အနေအထားလေးမှာရှိတယ်โอเคဆိုတော့ကျွန်တော်တို့ဒါ အာရှရဲ့အကျော်ပေးမှုကိုကြည့်အောင်အာရှရဲ့အကျော်ပေးမှုမှာဆိုလို့ရှိရင်အာဆနယ်သင်းက 2+60 ဆိုတာမျိုးလေးအကျော်ပေးလာတယ်မနက်ခင်းကတော့ 2+80 ပေါ့နော်အဲကိုပေါင်းကြီးကတော့အဲ3လုံး plus 50ဆိုတာမျိုးလေးညနေခင်းမှာတော့ Arsenal ရဲ့ JR plus 10လောက်ပိုတက်လာပြီးတော့ကိုပေါင်းကြီးကတော့မပြောင်းလဲဘူးဒါတော့စိတ်ဝင်စားဖို့ကောင်းနေဗျဆိုတော့ Arsenal အသင်းအနေနဲ့ဒါ Champion League ကစားခဲ့တဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Praha ထက်မြင့်မားတယ်ပေါ့နော်ဒါအသင်းကြီးတွေကိုတော့မှဂိုးပြတ်တွေနိုင်ပြီးတော့ပေးကူမရှိဘဲနဲ့တပွဲပြတ်မြတ်2ဂိုးလောက်ရနေတဲ့အနေအထားမှာ Praha ကိုအဲ နှစ်ကိုးပြတ်တာနဲ့အပြည့်ဝပျော်ရွှင်ခွင့်ရမယ်ဆိုတော့အကြောပြမှုကတော့ကျွန်တော်စိတ်ထင်အဲဆွဲခေါ်နေတဲ့အောင်ထင်တယ်ပြီးတော့ပြော့ရလေလို့ကျွန်တော်ထင်တယ်တကယ်တမ်းအာဆင်နယ်အသင်းရဲ့လက်ရှိကြေးတန်းအရဆိုလို့ရှင်တော့အာဆင်နယ်အနေနဲ့အဲ 2+50 ဆိုရင်တော့ fair ဖြစ်တယ်လို့တော့ပြောလို့ရတယ်လက်ရှိမှာတော့အာဆင်နယ်ဟိုနေကျင်အောင်ပေါ့နော်ဆွဲခေါ်နေတဲ့ပုံစံမျိုးလို့ကျွန်တော်ထင်တယ်ဂိုးပေါင်းကြီးအရတော့ဒါ3လုံး plus 50ဆိုတာပဲပေးထားတယ်ညာတော့အဖြစ် body ကြီးပြင်းလို့ရှိရင်ဂိုးပေါင်းကြီးကလိုက်ပြင်းလေးရှိပြီမြဲဒီနေ့ပွဲစဉ်မှာတော့ဂိုးပေါင်းကြီးကတင်းနေနေတာမျိုးလေးရှိတယ်ဒါကြောင့်ဒီပွဲစဉ်မှာ pressure လဲ အိမ်ငွင်းကနေဂိုးရနိုင်ပွဲရှိတယ်။အာဆနယ်လည်းလူမဆုံတဲ့အနေထားမှာအာဆနယ်နိုင်ကောင်းနိုင်သွားမယ်ပေါ့နော်။ဒါပေမဲ့နှစ်ကူပြတ်ပါမလားပေါ့နော်။ဒါလေးက risk များတဲ့ပွဲစဉ်တစ်ပွဲ။ဒါပေမဲ့ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ပရဟာသင်းကိုအဲရွေးချယ်ပေးခြင်းနဲ့ပရဟာသင်းနဲ့တူစွန့်စားခြင်းတာမျိုးရှိတယ်။အာဆနယ်အသင်းအနိုင်ရရှိသွားမယ်ဆိုရင်တော့ဒါ2-1ဆိုတဲ့ရလဒ်မျိုးလောက်နဲ့ပဲအနိုင်ရရှိသွားမယ်လို့တော့ကျွန်တော်ကတော့ထင်တယ်။ဒါကြောင့်လည်းကျွန်တော်ပရဟာအသင်းနဲ့ယဉ်ခုန်နေတာမျိုးရှိပါတယ်။ဒါကတော့ကျွန်တော်အကြိုက်ပေါ့နော်။ကိုညီကူရင်းနဲ့အမြင်တူလားတော့မသိဘူး။ဆိုတော့နောက်ထပ်ပွဲစဉ်တစ်ပွဲကိုကျွန်တော်သွားလိုက်အောင် နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Olympia ကော့အသင်းနဲ့ PSV အသင်းတို့ရဲ့ပွဲစဉ်ဒါ Greek Club နဲ့ Netherlands Thiedy Club တို့တွေ့ဆုံနေတဲ့ပွဲစဉ်နှစ်နာရီဝဲမှာရှင်ပြိုင်ကစားမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်။ဆိုတော့ Olympia ကော့ကတော့ Champion League မှာရလပ်ပိုင်းတော်တော်လေးစိုးရွားပါတယ်။သုံးပွဲကစားပြီးထားတဲ့အချိန်မှာနှစ်ပွဲထိရှုံးပြီးတော့တစ်ပွဲပဲတည်ရကြတာလေ။ရမှတ်တမှတ်ပဲရရှိထားတယ်။ PSV အသင်းကတော့ဒါရလပ်ပိုင်းမစိုးဘူးလို့ပြောရမယ်။သုံးပွဲကစားပြီးထားတဲ့အချိန်မှာတစ်ပွဲပဲရှုံးထားတယ်တစ်ပွဲနိုင်တစ်ပွဲတည်ရကြတာလေ။ဆိုတော့နောက်ဆုံး current form အရကြည့်မယ်ဆိုလို့ရှိရင်တော့ Olympia ကော့ဒီ နောက်ဆုံးကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာဆိုလို့ရှိရင်တော့ဘာစီလိုနာအသင်းကို6-1ဆိုတဲ့ရလတ်မျိုးနဲ့ဂိုးပြတ်ရှုံးခဲ့ရတယ်။ပြီးတော့သူ့အနေနဲ့ပါ4ကိုလည်းနိုင်အောင်မကန်ထားနိုင်ဘူးပြီးတော့အာစနယ်ကို2-0ဆိုတဲ့ရလတ်မျိုးနဲ့ရှုံးနိုင်ထားတယ်။ရလတ်ပိုင်းမကောင်းဘူးချန်ပီယံလိမှာ။ဆိုတော့ PSV PSV ရဲ့ချန်ပီယံလိ3ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ series ထိပ်သီးကလပ်နာပိုလီကို6-2ဆိုတဲ့ရလတ်မျိုးနဲ့နိုင်ထားတယ်။ပြီးတော့ Leverkusen ကိုလည်း အဝေးကွင်းကနေပြီးတော့1-1ဆိုတဲ့ရလဒ်မျိုးထွက်ပေါ်အောင်ကစားထားနိုင်တယ်။အိမ်ကွင်းမှာ Union စိတ်ဝင်တော့3-1ဆိုတဲ့ရလဒ်မျိုးနဲ့ရှုံးခဲ့တယ်။ဘလို့ပဲဖြစ်ဒီနှစ်သင်းရဲ့ဂျားထဲမှာကတော့ PSV ကတော့ Netherlands ထိပ်သီးကလပ်ဖြစ်တယ်။ရလဒ်ပိုင်းလည်းပိုကောင်းထားတယ်။လူစင်းအရာလည်းတူညီဆက်ဆောင်ရင်မြင်မာတဲ့ကစားသမားတွေက PSV မှာပိုပြီးတော့ညားတယ်။ current form အရာလဲ PSV ဒီအိမ်ဝင်းအဝေးဝင်းမရွေးကိုသွင်းနိုင်တဲ့အခြေအနေမျိုးမှာရှိတယ်။ဆိုတော့ဒီအနေထားမှာကျွန်တော်အကြောပေးမှုကိုကြည့်ရအောင်။ဆိုတော့ Olympic Court အနေနဲ့ရလပ်ပိုင်းမကောင်းတဲ့အနေထားမှာအိမ်ဝင်းအသာကြတစ်ချက်သေးနေတယ်။ဒါ level 10ဆိုတာမျိုးပေးလာတယ်။ Bulgaria အနေနဲ့ အိုလံပီယာကောက်ရောင်အထင်ကြီးထားတဲ့အနေအထားမျိုးလို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ PSG အနေနဲ့ပူပူနွေးနွေးချန်ပီယံလိမှာနာပိုလီလို Serie A ချန်ပီယံကိုဂိုးပြတ်နိုင်ထားတဲ့အနေအထားရယ်ဒါ Lee Ranking Air ဆိုလို့ရှိရင်လည်းဒါ Greek League ထပ်စာလို့ရှိရင် Netherlands League က Ranking ပုံမြင့်ပါတယ်။ဥရောပအတွေ့အကြုံရလဲ PSG ကပူတာနေတဲ့အနေအထားမှာ PSG က အနည်းဆုံးဒီပွဲစဉ်မှာပေါ့နော်နိုင်မယ်ဆိုလို့ရှိရင်တော့နိုင်တဲ့နိုင်ထိုက်တဲ့အကျော်ပေးမှုမျိုးပေးတင်တယ်ဥပမာ level 30နဲ့50ပတ်ချလဲလောက်ပေးတင်တယ်တိုးတော့လက်ရှိအနေအထားမှာ Olympia ကော့ကတော့မှ level 10ပေးထားတယ်ဆိုတဲ့အနေအထားကတော့ကျွန်တော်ရှေ့ရပြောလို့ပေါ့နော်ဒါ PSV ကိုရုန်းကန်ရမယ်လို့တော့ကျွန်တော်ထင်တယ်ဒါကြောင့်လဲဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့အင်ရှင် Olympia ကော့နဲ့ပဲ အာရင်ခုန်ကျင်းပါတယ်အိုလံပီယာကော့ကိုကျွန်တော်ရွေးချယ်ပေးကျင်းပါတယ်ကျွန်တော်စိတ်ထင်အိုလံပီယာကော့အနေနဲ့ဒီပွဲစဉ်မှာအ ਨੇ ဆုံးတည်ရောခံကန်နိုင်မယ်လို့ကျွန်တော်ထင်တယ်ဒါကတော့ဘရူနီမနက်မှာရှင်မြန်ကစားမဲ့ချန်ပီယံလိပွဲစဉ်တွေကအကောင်းဆုံးဖြစ်နိုင်မယ်ထင်တဲ့ပွဲစဉ်နှစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးကြတာလည်းဖြစ်ပါတယ်ကျန်တဲ့ပွဲစဉ်တွေကိုတော့မမဂရုလေးမှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်မမဂရုကလည်းတောက်လျှောက်အပေါင်းတွေထွက်ထားတာဖြစ်တယ်ပြီးတော့တတလည်းနှုံထားလေးနဲ့ကိုညီကိုတွေတို့ကရွေးချယ်သုံးသပ်ပေးနေတာဖြစ်တယ်တော့ဗောနော join နေတဲ့ညီကိုတွေအဲ join mode တော့လည်းဖိတ်ခေါ်ပါတယ်ဆိုတော့ကြည့်ရှုကြကြညီကိုတွေအားလုံးကိုကျေးဇူးတယောက်ချင်းစီတိုင်းကိုအထူးပဲတင်ရှိပါတယ်ခင်ဗျာ